ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါလောင်းလုံးမြို့နယ်ကိုလျှက်စစ်တပ်အားလုံးဝမပေးတော့ဘဲဖျက်တောက်ထားရဲဆိုတာမဟုတ်ဘဲလျှက်စစ်တပ်အားပြန်ပေးဖို့ဆောင်ရွက်နေတယ်လို့လောင်းလုံးမြို့နယ်လျှက်စစ်မှုကဒီကနေ့ဇွန်လ30ရက်နေ့မှာတိုဝဲဝက်ကိုပြောပါတယ် ပြည့်စည်သွားတဲ့အစိတ်အပိုင်းတွေကိုပြန်ပြူပြင်ဖို့လုံခြုံရေးအခြေအနေအရကြံ့ကြာရာတွေရှိတာကြောင့်လက်တလောလောင်းလုံးမြွနယ်ကိုလျက်စင်ပြီးဖြန့်ဖြူပေးဖို့ကြံ့ကြာနေတာပါလျက်စင်ပြီးပြန်ရမယ့်အချိန်ဟာလုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးအလွန်ဆုံးတလောအတွင်းဖြန့်ဖြူနိုင်ဖို့ခံမှန်းထားတယ်လို့ဆိုပါတယ်လောင်းလုံးမြွနယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့အနေနဲ့လည်းလျက်စင်ပြီးပြန်ပေးဖို့ဓာတ်အားလိုင်းစစ်ဆေးမဲ့ဝန်ထမ်းတွေကိုဟန်တာနှောက်ရတောင်မျိုးလုံးမှာမဟုတ်ဘူးလို့အဖွဲ့ပြန်ကြရေးတာဝန်ခံကိုရှယ်တို့ကပြောပါတယ် လောင်းလုံးမြို့ပေါ်မှာတိုက်ပွဲဖြစ်တဲ့မေလနောက်ဆုံးအပတ်ကစလို့မြို့နယ်ထဲကကြေးရွာ40လောက်လျှက်စင်ပြီးပြတ်တောက်သွားတာဟာဒီကနေ့ဇွန်လ30ရက်နေ့အထိတလဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။လျှက်စင်ပြတ်တောက်နေတဲ့ကာလအတွင်းဒေသခံတွေဟာဒီဇယ်၊မီးစက်၊ဆိုလာ၊ဘက်ထရီအိုးစတဲ့ပစ္စည်းတွေကိုဝယ်ယူပြီးလျှက်စင်အခက်အခဲကိုဖြေရှင်းနေရပါတယ်။